ြီးပစ္စည်းတွေမျိုးစုံထွက်နေတာမင်းလေးထင်တယ်တပတ်တစ်မျိုးတော့ထွက်နေတာအဲ့လိုဖြစ်နေတာเนาะအဲ့လိုဖြစ်နေတာခါကြိုက်လीခေါင်းတွေတော့ကြိုက်တယ်ကြည်ပြီးတော့အော်အမေနှခုနောက်ပြောပြသေးရနော်အမေတို့ကျွန်တော်တို့ဆိုလို့ရှိရင်ဒီဝါတွင်းကဝါမတွင်းလိုက်ဘူးဝါတွင်းမဖြစ်လိုက်ဘူးကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်အဲပြီးတော့ဇကားလူမျိုးပဲပြောချင်လေဆိုတော့အခုက trend ဆီကအများကြီးပြောင်းဟိုတော့ကမှန်နေမီလင်းတို့ဟိုတော့ဆီ ္ဂလာပါခင်ဗျာခေတ္တရင်ပြောဟုတ်မင်းလင်းပြောပါဟုတ်ဟုတ်အဲကိုလင်းအောင်ထင်းရဲ့နော်ဒီတားတော်မောင်ရဲ့ပေါ့နော်ဒီကွာဒီ wedding business school အတွက်ကိုပေါ့နော်မင်းလင်းတို့ဖိတ်တဲ့အတွက်တက်ရောက်ဖြစ်တာပါသား ဟုတ်ကဲ့ပါအဲကျွန်တော်ကလည်းဆရာလင်းအောင်ထင်ရဲ့လင်းအောင်ထင် wedding business school မှာဒီ wedding program ရေးဆွဲခြင်းပေါ့နော်ဒီမင်္ဂလာခမ်းနားစီစဉ်များရေးဆွဲခြင်းဆိုရဲ module 6အခန်းကဏ္ဍကိုကျွန်တော်စပြီးတော့ကျွန်တော်ဒီတဏ္ဍတဏ္ဍသူတွေဝေမျှပြီးတော့သင်ပေးလာတာဒါဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင် best stand ထိပြီးသွားပြီပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပဲဒီတဏ္ဍရဲ့အဲတဏ္ဍနီးပါတူဆိုရင်လည်းမမပါဘူးဒါကြောင့်မလို့ဒီဘွဲကိုတက်ရောက်ဖြစ်တာပါအများကြီးထောက်ဖြစ်တာပေါ့တာရယ်နော်ဒါကြောင့်လဲဆိုတော့ဟိုတုန်းကတင်နေနေဆိုတာက ဟိုမီလင်းတို့မြင်မှုပါလေသင်တန်းနေပြတာချင်းမြင်မှုလိုင်းနဲ့ဒီလိုမျိုးစီးစစ်နေပေါ့နော်တကယ်ကိုပွဲကြီးတစ်ခုထဲမှာလုတ်တဲ့လိုမျိုးပေါ့နော်ဒီလိုဟိုအခမ်းအနားပီဒီနီစောက်ပြီးတော့နောက်ဒီ structure ကြီးစောက်ပြီးတော့တင်တာရှားတယ်နော်မရှိဘူးရှားရစရှိကိုမရှိတလောက်ပဲပေါ့နော်အခုဒါရကြတော့တားရဲ့ဒီလေယံထည်ဒီတင်နန်းကြတော့တကယ်ကိုပေါ့နော် wedding တစ်ခုမှာ ဘလို့ကြုံတွေ့ရမလဲအဲ့ဒီပုံစံအတိုင်းကိုကသူကလုတ်ပြီးတော့ဒီတင်နန်းကိုပြထားတဲ့အတွက်အရန်ကိုပဲထူးခြားတဲ့တင်နန်းတစ်ခုလို့ပြောလို့ရတယ်လို့ဗမာပြည့်ပထမဆုံးတင်နန်းလို့ပြောရတယ်เนาะဒီပုံစံနဲ့ပြတယ်ပထမဆုံးတင်နန်းလို့ ဟုတ်ပါတယ်ဆိုတော့ဒီပွဲကြီးကလည်းမြန်မာနိုင်ငံမှာဒီ wedding business school အနေနဲ့ဒါ graduation ပြုလုပ်တာပထမအဦးဆုံးအချိန်ပေါ့နော်ပထမအဦးဆုံးတင်နှင်းဖြစ်တယ်ဆိုတော့အဂုံကြီးပါတယ်ဒါမျိုးကြီးရှိလာတဲ့အတွက်ကြောင့်မလို့လဲပဲဒီတင်နှင်းမှာလာပြီးတော့တင်နှင်းတက်ထားတဲ့တင်နှင်းသားတင်နှင်းသူတွေဒီ wedding business စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်းပဲသူတို့အနေနဲ့လည်းပို့ပြီးတော့ခွန်အားရမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့သူတို့အတွက်ပို့ပြီးတော့နောက်နာကတ်မှာဘယ်လိုဆက်ပြီးအကျိုးစားရမလဲဆိုတော့အတွေ့အမြင်တွေနဲ့အတူသူတို့အတွက်ကိုရည်မှန်းချက်တွေလည်းပို့ပြီးတော့ပြေဝစေဖို့အတွက်စူးစမ်းဖို့အခွင့်အလမ်းတွေပို့များလာမယ်လို့လည်းကျွန်တော်ယုံပါတယ်ဆိုတော့ဒီပွဲကြီးကတကယ်ကိုဒါကြီး ီနူးစရာဝန်တာစရာပါအကုန်ယူစရာပါဟုတ်ဟုတ်တာတင်းနှင်းကြီးဈေးများတယ်ဆိုတာကအခုရေဒီပစ္စည်းနှုံးသားတွေလည်းအကုန်ကြီးတာဒါတို့လည်းတည်တယ်နော်အကုန်လုံးကြီးတယ်လေဆိုတဲ့အခါကျတော့ဒီတင်းနှင်းတစ်ခုဆိုလို့ရှိလို့ရှိရင်မှန်တယ်တင်းနှင်းရေဒီပေါ့နော်ကြာတင်းနဲ့ဒီချက်ချက်ကများတယ်များပြီမလဲအဲ့ဒီမှာပြန်ပြီးပေးရတာကလေကိုယ့်အိမ်ထဲကိုတော့မရောက်ဘူးတော့တာ တလားမီလီဘာကြောင့်လဲဆိုတော့ကိုလေးအောင်ထီဒီတင်တန်းမှာတားတော်မောင်ရဲ့တင်တန်းမှာမီလီဒီနစ်ဆိုလို့ရှိရင်မီလီလက်ကင်ပန်းပေါ့နော်ဒီပူဒီလက်ကင်ပန်းဒီကေးချီတာတွေနဲ့ပတ်သက်လို့မီလီနှစ်ချိန်ပြရတယ်။ရားတယ်အကုန်လုံးပြောတယ်ဟင်းနဲ့တင်တန်းချင်းပြလိုက်တာတဲ့ကိုကဘာမှမပြောတော့အဲ့ဒီတင်တန်းချင်းများတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီတင်တန်းချင်းမှာကကိုကတကယ်လက်တွေ့လောက်ရမယ်ပစ္စည်းဒီတင်တန်းကူပစ္စည်းတွေကိုကလေးတွေကိုကုန်ချပေးရတယ်ပြီးသွားလို့ရှိလို့ရှိလို့ရှိရင် တကယ်ကိုပွဲမှာသုံးမဲ့ပန်းတကယ်ပန်းนี่ကိုချပြရတာအဲ့တော့အဲ့ဒီပန်းนี่ဇီနုံနေရာလေပြောစရာမလိုပါဘူးအားလုံးကြည့်တာဟုတ်ဟာနော်အဲ့တော့များလားမများလားဆိုတာအားလုံးကမျက်စိနဲ့အမြင်နဲ့ကြည့်ရင်ဒီပစ္စည်းတွေကိုချပြတယ်နောက်ပြီးတော့ဒီပန်းကိုနောက်နေ့မှပြန်မသုံးဘူးကလေးတွေကချီပြတာနဲ့အဲ့ဒီပန်းကိုသူတို့အမတ်တရတခါလေသူတို့ပန်းစီသူတို့အကုန်သိမ်းတာနောက်နေ့ပန်းတို့ကိုနောက်နေ့တခါထပ်ဝယ်ရအဲ့တော့တင်းနှဲကြီးများတယ်မများဘူးဆိုတော့အားလုံး 好。<No? S 1> ဟုတ်အခုဆရာလင်းရောင်ထင်ရဲ့လင်းရောင်ထင် wedding business school မှာတော့ဆရာလင်းရောင်ထင်ကိုရိုင်းက wedding sales လို့ခေါ်တဲ့ wedding ဒါ sales နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော်။နောက် wedding marketing ဆရာလင်းရောင်ထင်ကိုရိုင်းသင်ကြားပါရယ်။နောက်ဒီ florist နဲ့ decoration အပိုင်းနေလက်ကင်ပန်းအပိုင်းတွေကိုတော့ဆရာလင်းရောင်ထင်ကိုရိုင်းသင်ကြားပေးတာရှိတယ်လို့ရံပန်းရံခါမှာအမေလင်းတို့လိုမျိုးပေါ့နော်။ကျွန်တော်တို့ဒါပန်းပညာရှင်တွေကိုဖိတ်ကြားပြီးတော့သင်ကြားပေးတာမျိုးလည်းပဲရှိပါရယ်။ဆိုတော့ဒါကတော့ဒါပန်းအပိုင်းနေ florist အပိုင်းနေပေါ့နော်။အထို့အတူပဲဒီ wedding planner တွေဒါလူကြားထဲမှာတွားလာပြီးတော့ဒီပေါ့မင်္ဂလာမောင်နှံနေနဲ့ပြောဆိုဆက်ဆံနေနေရမှာ smart jar စေဖို့အာ smart ဖြစ်စေဖို့ဆိုလို့ရှင်လဲဒါကျွန်တော်တိချက်အိမ်မျက်ချက်ရှိပါတယ်သူကလည်းအဲ့ဘိုင်းကိုတင်ကြပေးတာပါဒါ look အာဒီ image မှာ look good ဖြစ်စေဖို့နောက်ပြီးတော့ပြောရဲဆိုရင်ညမှာ smart ချစေဖို့ပေါ့နော်အဲ့ဒါလေးပြောတာရှိတယ်လို့ကျွန်တော်လည်းပဲဒါဝယ်ဒိမင်္ဂလာခန်းသားစီစဉ်များရေးဆွဲခြင်းဆိုတဲ့အပိုင်းလေးမှာဝင်ပြီးတော့အပါဝင်ပြီးတော့ဝင်းရံဝင်းမြပေးတာပေါ့နော်ဒါတွေအကုန်လုံးကဒါဒီတန်တန်းသားတန်တန်းသူတွေတကယ်စူးစမ်းမယ်ဆိုလို့ရှင်သူတို့တက်ကတမုံမဖြတ်နိုင်တဲ့အရာလို့ကျွန်တော်လည်းထင်ပါတယ်နောက်ခုနညီလေးမေးသွားပေါ့နော်ဈေးကြီးလားဈေးများလားပေါ့နော်အဲ့မိကွန်းလေးကိုလည်းကိုညီညာဖြေရမယ်ဆိုလို့ရှင်အဲကိုညီညာအနေနဲ့ကတော့အဲဈေ ေးများတယ်ဈေးနဲ့တယ်ဘာမှမပြောလိုပါဘူးသို့တော်လည်းပဲတကယ်တမ်းဒီပညာတွေကိုလာပြီးတော့သင်သွားပြီးတဲ့အခါမှာကိုက wedding planner တယောက်အနေနဲ့ wedding florist တယောက်အနေနဲ့ဒီလောကတွေကိုဝင်တဲ့အခါမှာရနိုင်တဲ့ငွေကြေးပမာဏတခုလို့ရှိပါတယ် ဆိုတော့အာဒီငွေကြေးပမာဏတစ်ခုကပြောရမယ်ဆိုလို့ရှင်ပြောရမယ်ဆိုလို့ရှင်တကယ်စူးစမ်းရဆိုလို့ရှင်တကယ်ကိုထိုက်တန်တဲ့ပမာဏတစ်ခုလည်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့လူတိုင်းကပြောရမယ်ဆိုလို့ရှင်စစူးစမ်းပြီဆိုလို့ရှင်တော့နေတိများတိမဆိုပေါ့နော်အရင်ဒီတစ်ခုကတော့စပြီးတော့ဒါယင်းကြီးကြရတာပါပဲဆိုတော့သူတို့နောက်နောက်မှာစူးစမ်းလိုက်လို့နမေရလာလို့ဝင်လာမဲ့ငွေကြေးနဲ့တိုင်းတာမယ်ဆိုလို့ရှင်သူတို့ဒီတနက်မှာလာတက်တဲ့လာတက်လို့ပေးလိုက်ရတဲ့ငွေကြေးပမာဏမပြောပါတော့ပါဘူးလို့ကိုကြီးညာကတော့ယူဆပါတယ် အဲ့တော့အမေနှစ်ခုနောက်ပြောပြသေးရနော်အမေတို့ကျွန်တော်တို့ဆိုလို့ရှင်ဒီဝါတွင်းကဝါမတွင်းလိုက်ဘူးဝါတွင်းမဖြစ်လိုက်ဘူးကျွန်တော်တို့ကပြောမယ်ဆိုလို့ရှင်ဒီမင်္ဂလာလောကထဲမှာလည်းဒါချစ်တဲ့ခင်တဲ့သူတွေကလည်းများတယ်မိတ်ဆွေကလည်းများတယ်ဆိုတော့အမေတို့ဆိုလို့ရှင်လည်းဒါ wedding fair တွေမှာ participate လုပ်ဖြစ်တာတွေနောက်ဒါဟိုနိုင်မကျော်မင်းသမီးတွေမင်းသားတွေနဲ့ဒါ wedding ဒီ dress တွေတပုံရိုက်တဲ့နေရာမှာ decoration ပြင်တာတွေဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့ဆိုလို့ရှင်လည်းဒီတိုင်းပဲ wedding fair တွေမှာပါဝင်ပေးရတဲ့အပိုင်းတွေနောက်ပြီးတော့ company ပွဲရှိနေတာတွေနောက်ကျွန်တော်တို့ဆိုလို့ရှင်လည်းဘာသာကြားလူမျိုးကြားပွဲတွေရရှိနေတာအမေတို့ဆိုလည်းပြင်ရနော်ဘာသာကြားပွဲတွေဆိုတော့အဲ ခုခေတ်ကတော့ပြောမယ်ဆိုလို့ရှင်တကယ်ဟိုတကယ်လုံနေပြီဆိုလို့ရှင်တော့ဝါတွင်းလဲပဲဘာမတွင်းမှာဝါမတွင်းမှာအဲ့လိုအဲ့လိုပြောရမလို့ဖြစ်ဖြစ်တာပေါ့ဟုတ်တကယ်တမီးပြောတဲ့ဇာကားလူမျိုးကဘာပဲပြောချင်လေဆိုတော့အခုက trend ဆီကအများကြီးပြောင်းဟောဟိုတော့အမှန်နေမီလီတို့ဟိုတော့ဆင်ပြီဟုတ်အဲ့တော့မဆုမိဘူးလားလို့မီမဟုတ်ပါဘူး စူးတင်တဲ့လောက်တော့စူးမိတယ်ဟိုတုန်းကတော့မင်းတို့မစူးမိတာတော့အမှန်ပါအဲ့ဒါကတကယ်လုပ်ငန်းကြီးကိုလုတဲ့လူတိုင်းသိတယ်ဘာလို့ဆိုပစ္စည်းကြီးရင်းရဒါမှသာလေပေါ့နော်ဒီ doctrines တခုပြောင်းတဲ့အခါမှာအဲ့ဒီအတွက်ကသတိပစ္စည်းတွေမျိုးစုံထွက်နေတာမင်းလေးထင်တယ်တပတ်တစ်မျိုးနောက်ထွက်နေတာအဲ့လိုဖြစ်နေတာနော်အဲ့လိုဖြစ်နေတာခါကြိုက်လीခေါင်းတွေတော့ကြိုက်တယ်ကြည်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဆိုရင်းရတဲ့သမီးရဲ့အဲ့နဲ့ဝမ်းပျော်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုက ီလိုလုံမလေဒီလောကမှာကိုကအခုချိန်ဒီရက်တည်နိုင်မှာကိုကနှမဆိုနောက်ကြကြံခဲ့မှာလေအမအခုခဲ့ခဲ့သူတို့မိသူတို့သားတွေလည်းသိတဲ့အတိုင်းပဲသူတို့ရဲ့အိမ်မက်တရားနဲတဲ့အိမ်မက်ကြီးတွေမဟုတ်ဘူးကြီးတွေအဲ့တော့သူတို့ကိုယ်တိုင်ကလေသူတို့ကနိုင်ငံသားမှာကြောင်းနေတက်တယ်ပညာတွေသင်ပြီးတော့ပြန်လာကြပြီးတော့အိမ်အောင်ပြည့်တဲ့ခါမှာသူတို့ကဟိုမှကိုကအမြင်တွေကအယမ်းကျယ်လာ အဲ့တော့ဘယ်လိုပုံစံလုပ်ချင်နေစားဟိုတော့ကကိုကသူတို့ကိုချပြတာအခုကသူတို့ချပြတာကိုကပြန်နားထောင်ပြီးလုပ်ပြရတယ်အဖြစ်ဖြစ်သွားပြီเนาะဆိုတော့ဟိုကိုအတွက်လေးနည်းနည်းချင်အောင်မနေ့လောက်ရတဲ့ခစ်လို့ပြောရင်မမပါဘူးပြောရင်တော့မမပါဘူးမမပြောပါဘူးเนาะတမီရှိတာပေါ့အများကြီးပဲတခါကြရင်အချိန်မီရောက်မလာလို့ရင်းနေတုံ့ရတယ်ရင်းနေရမ်းတုံ့ရအာမျိုးလေးရှိပါလေဟောမှန်တာပေါ့တာလေဟောကျေးဇူးအများကြီးပဲတင်ပါတယ်ဟော